မတ်လ9ရက်ကနေ15ရက်နေ့အထိတပတ်အတွင်းတနင်္သာရီတရင်အစည်းအဝေးကိုတင်ဆက်ပါတော့မယ်ခင်ဗျာဒီအစည်းအဝေးကို The Way Watch အဖွဲ့သားတွေက စူးစီးတင်ဆက်ထားတာပါ တဝဲအထူးစည်းဝါးရေးဆောင်စီမံကိန်းကိုအကောင်အထည်ဖော်ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စားချုပ်ချုပ်ဆိုပြီးတဲ့နောက်တနင်္သာရီတိုင်းစစ်ကောင်စီဘက်ကလည်းအဲ့ဒီစီမံကိန်းအတွက်ကြိုတင်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေပါတယ်။တဝဲမြို့မှာရှိတဲ့စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ရုံးမှမတ်လ17ရက်နေ့ကအစည်းအဝေး၂ကြိမ်ပြုလုပ်ခဲ့ပြီးတဝဲအထူးစည်းဝါးရေးဆောင်အတွက်ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စရပ်တွေကိုစစ်ကောင်စီခတ်တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကညွှန်ကြားခဲ့ပါတယ်။ တဝဲအထူးစီးပွားရေးစုံပြန်လဲလဲပတ်လာရင်ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့အုပ်ချုပ်ရေးကိစ္စတွေအတွေ့ကြိုးပင်ထားဖို့ကိုလည်းဥမျက်ကူကညွှန်ကြားခဲ့ပါတယ်။ဒုတိယအစည်းအဝေးမှာတော့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့အစည်းအဝေးဖြစ်ပြီးတဝဲအထူးစီးပွားရေးစုံစီမံကိန်းမှာရင်းနှီးမြုပ်နှံမဲ့နိုင်ငံခြားသားတွေဝင်ရောက်မှုများလာမှာဖြစ်လို့ဟိုတယ်နဲ့တဲကူခန်းတွေနိုင်ငံတကာအစ်စ်မီအောင် ခုကတည်းကကြိုတင်ပြင်ဆင်ဖို့ညွှန်ကြားခဲ့တာပါ။ တနင်္သာရီတိုင်းအခြေစိုက်အရက်ဖက်နဲ့နိုင်ငံရေးအဖွဲ့အစည်းစုစုပေါင်း၁၁ဖွဲ့ကတော့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းလှုပ်ဆောင်မဲ့တဝဲအထူးစည်းဝါးရေးစုံစီမံကိန်းကိုကတ်ကွယ်ကြောင်းမတ်လ၁၀ရက်ကပူးပေါင်းထုတ်ပြန်ထားပါတယ်။မတ်လ၁၇ရက်ကပြုလုပ်တဲ့အထူးစည်းဝါးရေးစုံစီမံခက်ခွဲမှု ကော်မတီအစည်းအဝေးမှာစစ်ကောင်စီဒုခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကတဝဲအထူးစည်းဝါးရေးစုံအတွက်မြန်မာထိုင်းဂျပန်၃နိုင်ငံပူးပေါင်းဆောင်ရွက်ထားတဲ့ SPV ကို ဖြစ်သိမ်းရေးကိစ္စအပါအဝင်တဝဲအထူးစည်းဝါးရေးဆောင်အကောင့်တွေဖော်ဖို့ကြိုတင်ပြင်ဆင်ထားဖို့မှာကြားခဲ့ပါတယ်။တဝဲမြို့မှာငါးဖမ်းလှေဝင်လို့ရွာပြန်လာတဲ့လူငယ်အမျိုးသား၃ဦးစစ်မှုထမ်းစုဆောင်းခံရတယ်လို့မိသားစုနဲ့နှိဆက်သူတွေစီကသိရပါတယ်။မလ၄ရက်မနေ့ဆက်တနာကြီးလောက်ကဒဝဲမြို့မှာငါးဖမ်းလှေဝင်လို့အလုတ်သိမ်းပြီးအိမ်ပြန်ချိန်ကမျောကင်းတရားနာမှာစစ်ဆေးနေတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာလို့ဆိုပါတယ် အသက်16နှစ်အရွယ်လူငယ်3ဦးကလောင်းလုံးမြို့နယ်မောင်းမကန်ရွာသားတွေဖြစ်ပြီးတလှေတဲ့အတူငါးဖမ်းလုပ်ငန်းလုပ်ကင်နေကြတာလို့ပြောပါရယ်အဖမ်းခံရတဲ့တရင်ကြားပြီးတဲ့နောက်မိသားစုဝင်တွေကဒဝဲမြို့ကိုလိုက်သွားရာဒဝဲမြို့စုပေါင်းရုံးမှာခေါ်ထားတာကိုတွေ့ရပေမဲ့လူချင်းတွေ့ခွင့်မရခဲ့ဘူးလို့ဆိုပါရယ်အဖမ်းခံရတဲ့လူငယ်တဦးကစစ်မှုထမ်းတင်တန်းတက်ရမယ်ဆိုပြီးဖုံးဆက်ပြောလာတဲ့အတွက်စစ်မှုထမ်းပါသွားတာသိရတယ်လို့ပြောပါတယ် စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေက DDPC ဈေးဝယ်စင်တာအနီးရှိကမျောကင်းတံတားဟောင်းသားမှာဒေသခံခရီးသွားတွေကိုရှောင်းတခင်စစ်ဆေးလေးရှိပါတယ်။ဒါအပြင်မတ်လ17ရက်ကစပြီးကမျောကင်းတံတားစစ်ဆေးရေးဂိတ်မှာတန်တရားရှိတဲ့ခရီးသွားတွေကိုရှောင်းတခင် ခေါ်ယူပြီးမှတ်ပုံတင် နေရလိပ်စာတွေကိုတက်ဘလက်သုံးပြီးရှားဖွေစစ်ဆေးမေးမြန်းနေပါတယ်။ တဝဲပြည်သူဆေးရုံကြီးကိုညဘက်ဝင်ခွေပိတ်ထားပြီးဆေးကုသဖို့ညဘက်လူနာလာမယ်ဆိုရင်ဖုံးဆက်ဝင်ခွေတောင်းရမှာဖြစ်တယ်လို့ဆေးရုံဝန်ထမ်းအတိုင်းဝန်းစီကသိရပါတယ်။တဝဲဆေးရုံကြီးမှာအဝင်အထွက်တကားပေါင်းနှစ်ခုရှိတာမှာအာနာသိမ့်ပြီးတဲ့နောက်24နာရီဖွင့်ထားတဲ့တူနာပြုတ်တင်တန်းကျောင်းဘက်ကဝင်ပေါက်ကိုမလ9ရက်နေ့ကစပြီးညဘက်ဝင်ခွေပိတ်လိုက်တယ်လို့ပြောပါတယ်။စီယုံတောင်ဝင်းရှိသူတွေရဲ့ညွှန်ကြားချက်အရဆိုပြီးမနေ့9နာရီကနေည10နာရီအထိပဲ ဖွဲ့ပေးတော်တာပါဒီလိုပိတ်တာကဆေးရုံထဲတတ်မှတ်နေရာမှာထားတဲ့လူနာဇောက်တွေရဲ့စိုက်ကယ်တွေညဘက်ပျောက်ဆုံးတာခက်စိတ်စိတ်ဖြစ်နေတာကြောင့်လို့ဆိုပါတယ်တဝဲဆေးရုံကြီးရဲ့ပင်မအ धिक ဝင်ပေါက်ကိုအာနာသိမ့်ပြီးနောက်ပိုင်းမနေ့9နာရီကနေညနေ6နာရီအထိပဲအဝင်အထွက်ခွင့်ပြုတော်တာပါဒါကြောင့်တဝဲခရိုင်ထဲကအေးဘော်လူနာတွေဆေးကုသဖို့နဲ့အေးဘော်လူနာတင်ရင်တွေညဘက်လူနာလာဖို့ရင်အနောက်ဘက်ဝင်ပေါက်ကပဲဝင်ကြရပါတယ် ဒီလိုအခြေအနေမှာအနောက်ဘက်ဝင်ပေါက်ကိုပါညဘက်ဝင်ခွေပြေးလိုက်တာကအရေးပေါ်လူနာတွေအတွက်အချိန်မီစိတ်ကူသားဖို့နှောင့်နှေးစေတာကြောင့်လုံးဝမလုတ်တက်ဘူးလို့ဒဝဲမြို့ခံတွေကဝေဖန်နေကြပါတယ်တဝဲမြို့မှာမလတရက်ကစပြီးစစ်ကောင်စီကပုဂ္ဂိကဆေးယုံ၃ယုံကိုဆေးကုသခွေပိတ်လိုက်တာကြောင့်တဝဲပြည်သူဆေးယုံကြီးစစ်ဆေးယုံနဲ့ကြံပုဂ္ဂိကဆေးယုံ၂ယုံမှာလူနာတွေပုံမှန်ထက်များနေပါတယ် ဒါကြောင့်မို့အခုလိုပြည်သူစေယုံကိုညဘက်ဝင်ခွဲ့ပိတ်တာက လုံးဝမလုပ်တည်ဘူးလို့ဒဝဲမြို့ခံတွေကပြောဆိုနေကြပါတယ်။ဒဝဲမြစ်ထဲစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ဆက်လီပြစ်ခတ်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ဘက်ကဒဝဲမြစ်ကမ်းနားတစ်လျှောက်ကိုလက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ဒဝဲမြို့ကနေတရချောင်းမြို့နယ်ဆင်ပြူပြင်းရွာစိတ်ကမ်းဘက်ကိုဒဝဲမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ဆက်လီကိုဒဝဲခရိုင်တပ်ပေါင်းစုကမတ်လ10ရက်ည7:00နာရီလောက်မှာ ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တပ်ပေါင်းစုဘက်ကပြစ်တဲ့ RPG ထိမှန်ပြီးဆက်လီမီးလောင်သွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်တရချောင်းမြို့နယ်ရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တယ်လို့လောင်းလုံးပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ မတ်လ17ရက်ညကလည်းတရချောင်းမြို့နယ်ကစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒဝဲမြစ်တစ်ဖက်ကမ်းရှိလောင်းလုံးမြို့နယ်ကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။လက်နက်ကြီးကြီးအ ਨੇ ဆုံး၅လုံးပစ်ခတ်ခဲ့ရာ၃လုံးကကညုံကျွန်းရွာထဲကြောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လူနဲ့နေအိမ်တွေထိခိုက်တာမရှိပေမဲ့ ရွာသားတွေကရွာမှာမနေရဲကြတော့ဘဲရွာလုံးကျွနီးပါးညရင်းချင်းထွက်ပြေးတင်းရှောင်ခဲ့ကြရပါတယ်။လောင်းလုံးပကဖပြန်ကြားရေးတာဝန်ခံကတော့ဒံယာရလူနာသဲလာတဲ့စစ်ကောင်စီစက်လေးဟာတရချောင်းဘက်ကနေဒဝဲမြေတိုင်းတက်လာတဲ့အတွက်ကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့ကျူးတင်ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကလည်းကညုံကျွန်းရွာထဲကိုလက်နက်ကြီး ကြီးတွေကြားရောက်ပောက်ကွဲခဲ့သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။ တနင်္သာရီမြို့နယ်ဗန်းလမော့ကျေးရွာအုပ်စုမှာစစ်ကောင်စီရင်နန်းကိုတော်လှန်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။မတ်လ10ရက်နေ့မနေ့ဆယ်နာရီလောက်မှာကား3စီးပါစစ်ကောင်စီရင်နန်းကိုဗန်းလမော့ကျေးရွာအုပ်စုညောင်မင်းကုန်းရွာထဲမိုင်းဆွဲတိုက်ခိုက်ရာမှာတစီးထိခိုက်သွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီကားတွေကမြေမြို့ဘက်ကနေတသုတ်ပြီးတသုတ်တက်လာနေပြီးလမ်းတစ်လျှောက်မှာရှိတဲ့တိုင်ရင်းတွေကိုရိတ်ခါလက်နဲ့ခဲရမ်းနဲ့ပစ္စည်းတွေပို့နေတာလို့ပြောပါတယ်။ အဲ့ဒီရင်းနှန်းမလာခင်မလ9ရက်နေ့ကတည်းကစစ်ကောင်စီတပ်သားအင်အား400လောက်ကိုပြည်ထောင်စုလမ်းမကြီးတစ်လျှောက်လမ်းကင်းချထားတယ်လို့တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။ဒီလိုလမ်းကင်းချထားလို့ဗန်းလက်မော့ကြေးရွာအုပ်စုကပြည်သူတွေစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံအချို့ကပြောပါတယ်။ပြီးခဲ့တဲ့မလ10ရက်နေ့ကလည်းဗန်းလက်မော့ရွာမှာလမ်းကင်းချထားတဲ့စစ်ကောင်စီတပ်သားတွေကအမျိုးသမီးတွေအပါအဝင် လမ်းသွားလမ်းလာ20ကျော်ကိုဖမ်းဆီးခဲ့ပြီးမတ်လ12ရက်နေ့အထိပြန်မလွှတ်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။တနင်္သာရီမြို့နယ်လက်သက်ကြီးရွာမှာဥယျင်ခြံထဲကကောက်လာတဲ့ဒီတိုနေတာကိုဘက်ထရီနဲ့စမ်းသပ်ဆက်သွယ်ရာကပေါက်ကွဲမှုဖြစ်ပြီးမိသားစုဝင်3ဦးဒဏ်ရာရသွားပါတယ်။ မလ10ရက်နေ့မနေ့ပိုင်းကလက်သစ်ရွာနာမှာရှိတဲ့ဥယျင်ခြံထဲကကောက်လာတဲ့ဒီတိုနေတာလို့ခေါ်တဲ့ကစ်သီးကို နေအိမ်ရှိဘက်ထရီနဲ့ဆက်သွယ်ကြည့်ရကပောက်ကွဲသွားတာလို့ဆိုပါတယ်ဒီတိုနေတာဆိုတာကပောက်ကွဲစေတတ်တဲ့ပစ္စည်းဖြစ်ပြီးဖောက်ခွေရေးပစ္စည်းတွေမှာစနက်တန်အဖြစ်ထက်သွင်းအသုံးပြုလိရှိကြပါတယ်ဒီလိုပောက်ကွဲချိန်မှာအိမ်မှာမိသားစုဝင်၅ဦးရှိနေတာက အမျိုးသမီး2ဦးနဲ့17နှစ်အရွယ်ကလေး2ဦးမစိုးရိမ်ရတဲ့ဒဏ်ရာတွေရသွားတယ်လို့ဆိုပါတယ် လက်သစ်ရွာနဲ့အနီးနားကရွာတွေမှာစစ်ကြံပစ္စည်းတွေမိုင်းတွေရှိနေတဲ့အတွက်ပြည်သူတွေကိုမိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးဟောပြောပွဲတွေလုပ်လို့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်တနင်္သာရီမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေကာလကြာရှည်ပြင်းထန်နေပြီးအယက်သားထိခိုက်မှုတွေလည်းခက်စိတ်စိတ်ရှိနေပါသေးတယ်။ တနင်္သာရီမြို့နယ်အနောက်မော်တုံးရွာကစစ်ပေးရှောင်တွေရှိတဲ့ဖုန်ကြီးကျောင်းနဲ့နေအိမ်အချို့ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တယ်လို့ဒရုန်းနဲ့လည်းဘုံချတိုက်ခိုက်ခဲ့ပါတယ်။မတ်လ10ရက်မိုးလဲတနာ yı ခွဲလောက်မှာမော်တုံးရွာအခြေစိုက်စစ်ကောင်စီရဲ့အမှတ်306အမြောက်တိုက်ရင်က120မမလက်နက်ကြီး6လုံးပစ်ခတ်ခဲ့တယ်လို့အနောက်မော်တုံးရွာခန့်တွေကပြောပါတယ်။ ဒါအပြင်ညနေပိုင်းမှာလည်းစစ်ကောင်စီတပ်ကအနောက်မော်တုံးရွာထဲကို drone နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကတိုက်ခိုက်ခဲ့တဲ့အချိန်တွေဟာတိုက်ပွဲဖြစ်ပွားတာမရှိသလိုတော်လန်ရေးတပ်ဖွဲ့တွေလည်းမရှိဘူးလို့ဒေတာခန်တွေက ပြောပါတယ်စစ်ကောင်စီတပ်ကပြစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတာကြောင့်ရွာထဲကအိမ်အချို့ကြီးစထိမှန်ပျက်စီးသွားပြီးမွေးထားတဲ့နွားတကောင်နဲ့စိတ်တကောင်လည်းတေဆုံးသွားပါတယ် အမှတ်306အမြောက်တန်ရင်းနဲ့အနောက်မော်တုံးရွာဟာနှစ်မိုင်လောက်ကွာဝေးပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးအပါဝင် drone နဲ့ဘုံးချတိုက်ခိုက်မှုတွေလည်းမကြာခဏလှုပ်ဆောင်လေ့ရှိပါတယ်။လောင်လုံးမြို့နယ်ကမောမကန်ရွာနဲ့စမ်းလန်းရွာနာမှာမတ်လ23ရက်မနေ့9နာရီလောက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းရေကြောင်းတွေကနေပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မောင်မကန်ရဲစခန်းအပါဝင် လောင်းလုံးမြို့နဲ့စမ်းလန်းရွာအကြားကလက်ခတ်တောင်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်တိုက်ပွဲဖြစ်နေတဲ့နေရာနှစ်ခုစလုံးကိုအနောက်ဘက်ပင်လယ်ထဲမှာရှိတဲ့စစ်သင်းဘောကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ဆန်နာယီကျော်နဲ့မွန်လွဲတနာယီလောက်မှာတော့လက်ခတ်တောင်ကိုစစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်နဲ့ဘုံကျဲချခဲ့တဲ့အပြင်စစ်တပ်နဲ့ပါပစ်သွားတယ်လို့ဆိုပါတယ်။ မောင်မကန်ရဲစခန်းပြစ်ခတ်မှုမှာပြည်သူ၄ဦးဘုံးဆထိမှန်ဒဏ်ရာရထားတယ်လို့ဒေသခံတွေကပြောကြပြီးမဲ့လက်တလောမှာတော့၂ဦးပဲအတည်ပြုနိုင်ပါသေးတယ်။မောင်မကန်ရဲစခန်းသားကနိုးစုအရွယ်ကလေးမိခင်တဦးမှာတော့ဝမ်းပိုက်မှာဘုံးဆထိလို့ဒဏ်ရာအပြင်းထန်ရခဲ့ပြီးအခြားအမျိုးသမီးတဦးကတော့လက်မောင်းမှာထိသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ မောင်မကန်ရဲစခန်းပစ်ခတ်မှုမှာစစ်ကောင်စီတပ်ကလေကြောင်းအုံပြူတာမရှိဘဲပင်လယ်ပြင်စစ်သင်္ဘောကနေလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တာလို့ဆိုပါတယ်။တပေါင်းလားပြည့်နေမှာစစ်သင်္ဘောလေရင်တွေနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလောင်းလုံးမြို့နယ်အထက်အလှူအတန်းတွေကျင်းပနေခြင်းလည်းဖြစ်ပါတယ်။မတ်လ၈ရက်နေ့ကလည်းလောင်းလုံးမြို့ပေါ်ရှိစာရဖယုံ ထွေအုံယုံနဲ့မြို့မရဲစခန်းတွေမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကမနေ့စောစောကနေနေ့လယ်၁၂နာရီအထိဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုဝင်ရောက်တိုက်ခိုက်ခြင်းစစ်ကောင်စီတပ်ကလည်းမြို့အနောက်ဘက်ပင်လယ်ပြင်ရှိစစ်သင်းဘောနဲ့ဒဝဲမြို့ပေါ်တပ်စခန်းတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတချို့ဟာဒေသခံနေအိမ်တွေနဲ့ကာကြီးရက်ွက်က မြို့ဦးထိန်သိအကြောင်းကိုထိမှန်ပြီးဖုံးကြီးတပားရဲ့ခြေထောက်မှာဒဏ်ရာရသွားတယ်လို့မြို့ခံတဦးကပြောပါတယ်။ဒါအပြင်မြို့နယ်ပညာရေးမှူးရုံးဘေးလန်းကြားထဲကအမျိုးသားတဦးရဲ့ကြောဘက်မှာလည်းလက်နက်ကြီးကြီးစထိမှန်ခဲ့တယ်လို့ထမ်းပင်နန်းလမ်းထဲကအသက်ကြီးပိုင်းအဖွားတဦးရဲ့လက်မောင်းမှာလည်းဘုံးစထိမှန်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ ဒါအပြင်လောင်လုံးမြို့နယ်အခြေစိုက်တရာလေးတပ်ရင်းကပစ်တဲ့လက်နက်ကြီးကြီး၅လုံးစခန်းကြီးရွာထဲကြားရောက်ပောက်ကွဲခဲ့ပါတယ်။လက်နက်ကြီးကြီးတလုံးကစခန်းကြီးရွာထဲကနေအိမ်တလုံးသားကိုကြားရောက်ပောက်ကွဲခဲ့လို့အိမ်ရှိမှကစားနေတဲ့အသက်၁၂နှစ်အရွယ်မိန်းကလေးငယ်တဦးရဲ့လက်ပင်ကိုကြီးစထိမှန်ခဲ့ပါတယ်။မိန်းကလေးရဲ့ဒဏ်ရာကပြင်းထန်တာကြောင့်ဒဝဲဆေးရုံကနေရန်ကုန်ဆေးရုံကိုပြောင်းရွှေ့ကူးတနေရတယ်လို့ဆိုပါတယ်။တရာလေးတပ်ရင်းနဲ့၁၃မိုင်ကျော်အကွာမှာရှိတဲ့ လောင်းလုံးမျိုးပေါ်မှာလဲမတ်လ၈ရက်နေ့ကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။သောရရှင်များကျမ်းမာချမ်းသာပြီးကပ်ဘေးအပေါင်းမှဝေးနိုင်ကြပါစေလို့ The Way Watch ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။